ကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာရှိတော်နေ့လေးခင်ဖြစ်ကြပါစေကြနော်ကဲအဲ့တော့ကျွန်တော်ကူမတွေအားလုံးကမနက်ကတော်တော်၃ညပိုင်းပတ်တည်နေ၃ညပိုင်းပတ်တည်နေ၃ည6ရှယ်မင်းအောင်သွားပြီပေါ့နော်၃ညပိုင်းပတ်တည်နေ၃ည6ရှယ်မင်းအောင်သွားပြီမနေ့ကညကျွန်တော်လိုက်လွန်ပြီးတယ်ဇာတုပတ်တည်300ဒေါ်နဲ့မှဇာတုပတ်တည်လာမလို့၃ညပတ်တည်လာမယ်အဲ့၃ညပတ်တည် တပတ်တီပေါ့နော်တုံညာပတ်တီတပတ်အဲတုံညာပတ်တီတပတ်တီလားမဆိုရင်တသက်ဆာမွေးရှက်ကွက်ကကျင်းတီပေါ့ဒီ300ဒေါ်လာမှာကျင်းတီပေါ့ကြရမယ်ဒီမွေးရိုင်းရှက်ကွက်ကိုလိုက်မှာဆိုရင်ဒီ300ဒေါ်လာမှာကျင်းတီပေါ့အောင်အောင်ရမယ်လို့ကျွန်တော်ပြောထားတယ်လေအဲ့တော့ကျွန်တော်တို့ဒီတုံညာ6ဆိုတဲ့ရှမ်းမင်းနဲ့ကျွန်တော်မိတ်ဆွေအားလုံးပဲဒီမနက်မှာအပွင့်လာသွားပြီပေါ့နော်။တုံကြား6ဆိုတဲ့ရှမ်းမင်းနဲ့ဒီမနက်မှာအပွင့်လာပါဘူး။ဘလူးတွေရကြသေးတယ်မသိဘူး။ထိုးတဲ့လူကတော့ရမှာမထိုးတဲ့လူကတော့ရမှာမဟုတ်ဘူးပေါ့နော်။ အဲ့တော့တုံညာဘတ်ဒီအောင်သွားပြီတုံညာ6ဆိုတဲ့ main ကွက်တဲ့အောင်သွားပြီဝေကနန်းရက်ကွက်တဲ့အောင်သွားပြီပေါ့နော်အဲ့တော့ဒီကနန်းလေးအောင်သွားပြီအဲ့တော့ကျွန်တော်တို့နောက်ထပ်ဘာလက်ဆက်လိုက်ဆရာရှိသေးတယ်ဘာကိုဆက်လိုက်ခြင်းသေးတယ်ဆိုရင်6195ဆိုတဲ့အပူ6195ဘူးပါခွေလိုက်လို့ရတယ်နောက်ကကြတော့29ကို136ချက်နဲ့ကပ်ပဲ29တစ်ခွက်ထည့်ပြမယ်ပေါ့29ကို136ချက်နဲ့ကပ်ပဲ29တစ်ခွက်ထည့်ပြမယ် ဘောနော်ဒီမူကိုလိုက်မလားပေတံမူကိုလိုက်မလား၆တက်ကူကဘူပါခွေကိုလိုက်မလားဇာလောပတိတိပတိကိုလိုက်မလားကြိုက်တာကိုလိုက်လို့ရသေးတယ်နော်ကဲအဲ့တော့လက်မလေးတန်းစီနေပြပါအဲ့တော့ဒီညနေမှာကျွန်တော်မိစေကူမတွေအတွက်လုံးဝကိုရှယ်မင်းရှယ်ကောင်းတယ်တကွက်ကောင်းဆိုင်တယ်ကျွန်တော်မိစေအကူမတွေကိုမိတ်ဆက်ပေးမယ်အဲ့တော့အားလုံးသောမိစေတွေကျွန်တော်ရဲ့ like ကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါ เนาะပြီးဆုံးနိုင်အောင်ကြည့်ပေးမယ်ဒိုင်းလက်မလေးတွေနှိပ်မယ် channel ကို subscribe မနေရသေး channel လေးကို subscribe နေပြီပါကွန်မန့်မှာမင်္ဂလာပါလေးတွေတန်းစီပြီးတော့ရေးသွားပေးမယ်နော်အဲ့တော့လမလေးနှိမ့်မယ် channel လေးကို subscribe နေရတဲ့ channel လေးကို subscribe နေမယ်ကွန်မန့်မှာမင်္ဂလာပါလေးတွေတန်းစီပြီးတော့ရေးသွားပေးမယ်ပေါ့နော်နော်အဲ့တော့ကျွန်တော်ဒီမနက်ပိုင်းမှာတော့အဖွင့်လုံးဝလှသွားပြီပေါ့နော်အဲ့တော့ဒီညနေမှာလည်းဆက်ပြီးတော့အဖွင့်လှကျင်တဲ့ဆိုရင်ဆက်ပြီးကြည့်ဒီညနေမှာတကွက်ကောင်းဆိုင်တဲ့လုံးဝ share ကောင်းတဲ့ တော့ကကောင်းဆိုင်နဲ့ကျွန်တော်ကူမတွေကိုကျွန်တော်မိတ်ဆက်ပြီးမယ်နော်အဲ့တော့ကျွန်တော်မျိုးတွေအားလုံးပဲထွက်လိုက်ဝင်နိုင်မလို့ပါနဲ့ခဏလေးစောင့်မယ်ပေါ့နော်ခဏလေးတီးခံပြီးခဏလေးစောင့်မိမယ်နော်ထွက်လိုက်ဝင်နိုင်မလို့ပါနဲ့ channel လေးကို subscribe နဲ့ရတဲ့ channel လေး subscribe နဲ့ထားပြီးပါရနော်ထွက်လိုက်ဝင်နိုင်မလို့နဲ့နော်အဲ့တော့ကျွန်တော်လူလေးစောင့်ပြီးနော်နော်လူလေးစောင့်ပြီးပါလူဦးရေအဲတက်မှတ်ထားတဲ့အချိန်တခုရောက်တာနဲ့ကျွန်တော်ကိုမတွေကိုကျွန်တော် live လွှင့်ပေးမယ်နော်ပြပေးမယ်ပေါ့ ကဲအဲ့တော့ကျွန်တော်တို့ထွက်စင်နေရင်ရေးမယ်လူဆောင်ရင်းနဲ့ထွက်စင်နေအရင်ရေးထားပေးမယ်ဟုတ်ပြီနော်လူလေးဆောင်ရင်းနဲ့ထွက်စင်နေအရင်ရေးသွားမယ် နော်လိုင်းလမလေးလေးနှိပ်ပေးပါလိုင်းလမလေးနှိပ်တဲ့ဆိုဘာမှခဲရင်တော့မဟုတ်ဘူးကျင်းနေတဲ့ဖုံးမဆက်ကရင်လေးဒီလိုလေးတောက်ပေးရတယ်အားလမနှိပ်တင်ပြဖြစ်သွားလိမ့်မယ်နော်ကျင်းနေတဲ့လမလေးကိုဒီလိုလေးဖုံးမဆက်ကရင်ကိုလက်ညှိုးလေးနဲ့ဒီလိုလေးတောက်တယ်အားလမနှိပ်ပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်ပြီလားဟောလိုင်းလမလေးနှိပ်ပေးပါ channel လေး subscribe နေရတဲ့ channel လေးကို subscribe နှိပ်ပေးပါဗျာနော် နော်ကဲအဲ့တော့ရှိတဲ့လူနဲ့ပဲပြပေးမယ်နော်အဲ့တော့ကြည်လားမကြည်လားနော်ရှိတဲ့လူကိုပဲပြပေးမယ်ထွက်လိုက်ဝင်လိုက်အရန်လှုပ်တယ်အဲ့တော့ကြောရှိတဲ့လူကိုပဲပြပေးမယ်နော်ကဲအဲ့တော့ကျွန်တော်မျိုးတွေအားလုံးပဲဒီကောင်ကဘလို့လာလဲဆိုတော့တဲ့နော်တကွက်ကောင်း site တွေပေါ့နော်ဒီသုံးလုံးမောင်းခြင်းနဲ့၈၁ကိုဒီသုံးလုံးမောင်းခြင်းက၈လို့ပူထားတယ် ဒီသုံးလုံးပေါင်းချင်းရှင်းလို့ပို့ပြီဆိုတာ ਨੇ တဲ့ဒီသုံးလုံးပေါင်းချင်းရှင်းလို့ပို့ပြီဆိုတာဒီသုံးလုံးပေါင်းချင်းကဘလောက်လဲ3 6 3ဒီသုံးလုံးပေါင်းချင်းကနဲ့အဲ့နှစ်ကထိတ်စီ6 3 3ဒီသုံးလုံးပေါင်းခြင်းကနှစ်အိုက်နှစ်ကဒိတ်စီအိုက်နှစ်ဒိတ်စီဖြစ်သွားပြီးတဲ့နောက်မှာဟောဒီဇောင်းသုံးလုံးပေါင်းခြင်းက၅ဖြစ်ခြင်းကြောင့်3 3 9ဒီသုံးလုံးပေါင်းခြင်းက၅ဖြစ်ခြင်းကြောင့်အိုက်ငါနောက်ပိတ်အဲ့တော့နှစ်ဒိတ်စီ၅နောက်ပိတ်နဲ့25တကွက်ကောင် ဒီလိုဒီမှာရှစ်လို့ပို့ပြီးဆိုတာ ਨੇ ဒီသုံးလုံးပေါင်းချင်းရှစ်လို့ပို့ပြီးဆိုတာ ਨੇ ဒီသုံးလုံးပေါင်းချင်းက ਨੇ အနှစ်ကထိတ်စီဒီဇောင်းသုံးလုံးပေါင်းချင်းက9အိုက်9ကနောက်ဝေးနှစ်ထိတ်စီ9နောက်ဝေး25ဟုတ်ပြီเนาะကြည့်အဲ့ဒါနောက်တစ်ဝဲကိုသွားကြည့်မယ်ဟုတ်ပြီဒီသုံးလုံးပေါင်းချင်း9တုံညာ9ဒီသုံးလုံးပေါင်းချင်းက9ရဲ့တုံညာရဲ့9ရဲ့ဒီသုံးလုံးပေါင်းချင်းက10လို့ပို့ထားပြန်ပြီเนาะအဲ့တော့ဒီသုံးလုံးပေါင်းချင်း10လို့ပို့ထားခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းကဘယ်လောက်လဲ9 ဒီသုံးလုံးပေါင်းခြင်းက1 5 4လေးဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့တက်ရမယ်1 5 4လေးဒီသုံးလုံးပေါင်းခြင်းကတက်လို့ရမယ်အဲ့တက်ကဒိတ်စီဒီသုံးလုံးပေါင်းခြင်းရှစ်လို့ပို့ပြီဆိုတာနဲ့1 5 4လေးဒီသုံးလုံးပေါင်းခြင်းကတက်အဲ့တက်ကထိတ်စီဟုတ်ပြီအဲ့တော့အဲ့ဒီတက်ထိတ်စီဖြစ်တဲ့ဆိုဒီဆောင်သုံးလုံးပေါင်းခြင်းက5 4လေးကိုဒီသုံးလုံးပေါင်းခြင်းက10အဲ့10ကနောက်ပိတ်ဒီထိတ်စီ10နောက်ပိတ်နဲ့10တက်ကွက်ကောင်းဟုတ်ပြီနော်ဟုတ်ပြီ အဲ့တော့နောက်တစ်ပွဲကိုဆက်သွားကြည့်တော့လေ9 3 6ဒီသုံးလုံးပေါင်းချင်း10လို့ပို့ထားပြန်ပြီဟုတ်ပြီနော်9 3 6ဒီသုံးလုံးပေါင်းချင်း10လို့ပူထားပြန်ပြီ10လို့ပူထားခြင်းကြောင့်တဲ့သူတို့ကဒီသုံးလုံးပေါင်းချင်းက8 8ဒီသုံးလုံးပေါင်းချင်းက8ရဲ့8ရဲ့8 8 8ဒီသုံးလုံးပေါင်းချင်းကခွန်အိုက်ခွန်ဟာဒိတ်စီအိုက်ခွန်ဒိတ်စီကိုသူ့ရဲ့ဇောင်းသုံးလုံးပေါင်းချင်းကကျွန်တော်တို့ဘယ်လောက်ရမလဲ8 8 6ဒီသုံးလုံးပေါင်းချင်းက နှစ်အဲ့နှစ်ကကျွန်တော်တို့ကနောက်ပိတ်ခွန်နဆန်းနဲ့တကွက်ကောင်းပေါ့ပြီနော်ခွန်နဆန်းနဲ့တကွက်ကောင်းပြန်ပြပေးမယ်ဒီကောင်ရှစ်အဖို့အနေနဲ့လာတာပေါ့နော်ဒီသုံးလုံးပေါင်းချင်းရှစ်လို့ဖြစ်ပြီဆိုတော့ဒီသုံးလုံးပေါင်းချင်းကနှစ်အဲ့နှစ်ကထိပ်စီဒီဇောင်းသုံးလုံးပေါင်းချင်းကငါအိုက်ငါကနောက်နောက်ပိတ်နှစ်ထိပ်စီငါးဇောင်းပိနဲ့25တကွက်ကောင်း ဟုတ်ပြီနောက်တစ်ပွဲမှာလည်းဒီသုံးလုံးပေါင်းချင်းရှစ်လို့ပို့ထားတယ်ပို့ထားခြင်းကြောင့်ဟောဒီဒီသုံးလုံးပေါင်းချင်းကကျွန်တော်ကတစ်အိုက်တစ်ကထိတ်စီအိုက်တစ်ဒေစီကိုဒီဆောင်သုံးလုံးပေါင်းချင်းကရှစ်အိုက်ရှစ်ကနောက်ပဲတစ်ထိတ်စီရှစ်နောက်ပဲနဲ့တစ်ရှစ်တက်ကွက်ကောင်းဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့နောက်တစ်ပွဲကိုသွားကြည့်မယ်နောက်တစ်ပွဲကိုကျွန်တော်ဆက်သွားကြည့်မယ်ဟုတ်ပြီဒီသုံးလုံးပေါင်းချင်းကရှစ်အိုက်ရှစ်က ဒီသုံးလုံးပေါင်းချင်းက၈အဲ့၈ကကျွန်တော်မိတ်ဆွေတွေအားလုံးဒီမော sorry ဒီသုံးလုံးပေါင်းချင်း၈လို့ပို့ထားပြန်ပြီဒီသုံးလုံးပေါင်းချင်း၈လို့ပို့ထားခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းကခွန် icon ဟာထိပ်စီ icon ထိပ်စီကိုဒီဇောင်းသုံးလုံးပေါင်းချင်းကနဲ့ i2 ကနောက်ပိုင်း90နဲ့တကွက်ကောင်းဟုတ်ပြီနော်ဒီညက်လေး၄နိုင်ခွန်မှာ90နဲ့တကွက်ကောင်းဟုတ်ပြီအဲ့တော့ကျွန်တော်တို့က90နဲ့တကွက်ဒီမှာရေးမယ် ခွန်ဒါဇတ်နဲ့တကွပေါ့နော်အဲ့တော့ကျွန်တော်တို့ညက်နေလေးနာရီပဲပေါ့နော်နော်အဲ့တော့ကျွန်တော်တို့လေးရက်နေမပြီးသေးဘူးတော့ကျွန်တော်နောက်တဲ့အားရှိသေးတယ်နော်လေးရက်နေညက်နေလေးနာရီကိုပဲနော် ရှင်မေတကွက်ကောင်းဆိုင်အဲ့တော့ကျွန်တော်တို့ခုနဆက်နေတကွက်ဟုတ်ပြီနော်ခုနဆက်နေတကွက်ဟုတ်ပြီအဲ့တော့ဆက်သွားကြည့်မယ်ဟုတ်ပြီနော်ခုနဆက်နေတကွက်တော့ရကျွန်တော်တွေးတာမြင်တာတော့ပြပြီးသွားမယ်မျိုးတွေနော်တွေးတာမြင်တာကိုကျွန်တော်မိတ်ဆွေကူမတွေကိုထပ်ပြီးတော့ပြပြီးသွားမယ်တကူသင်္ဃာ၃ညာ၅၄၄ နိဗ္ဗုတိရှိ36ရှိဘူးဘိုးရရနေတာလားဒီမှာနေဘူးတယ်ဗျာမို့မရပါဘူးမို့ဒီမှာလည်းနေဘူးတယ်ဗျာမိုးမရဘူး၃ည6ဟုတ်ကဲအဲ့တော့ဒီကောင်ကလည်းဒီကောင်ကဘယ်လိုလာလဲဆိုတော့တဲ့เนาะ ီသုံးလုံးပေါင်းခြင်းကခွန်ဒီသုံးလုံးပေါင်းခြင်းကခွန်လို့ဖြစ်ခြင်းရောင်းတဲ့ဒီသုံးလုံးပေါင်းခြင်းကခွန်လို့ဖြစ်ပြရမယ်ဆိုရင်ကျွန်တော်တို့ကတိထိတ်စီဟုတ်ပြီနော်ဒီသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်ခြင်းရောင်းဒီသုံးလုံးပေါင်းခြင်းခွန် sorry ဒီသုံးလုံးပေါင်းခြင်းခွန်လို့ဖြစ်ပြရမယ်ဆိုရင်တိထိတ်စီဟုတ်ပြီနော်ဟုတ်ပြီအဲ့တိတ်တိတ်စီကိုဒီ3ညာ5တိဒီ3လုံးပေါင်းခြင်းက6လို့ပြခြင်းကြောင့်တဲ့6ရဲ့ပါဝါက1 ိုက်တစ်ကဒီဇောင်းသုံးလုံးပေါင်းခြင်းတက်လို့ဖြစ်ပြရဆိုတော့ကိုလေးနှလုံးပေါင်းခြင်းသုံးဖြစ်ခြင်းအသုံးကိုတက်ဖြစ်ရမှာဆိုရင်ရှင်းနောက်ပိထည့်ပြရတိတိစီရှင်းနောက်ပိတစ်ရှင်းတကွက်ပါဟုတ်ပြီနောက်တစ်ဝဲကိုစသွားကြည့်မယ်ဒီနေ့ရဒီ9ရဒီ6ရနှစ်9လေးဒီ3လုံးပေါင်းခြင်းက9ဒီ3လုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့်ဟုတ်ပြီနော်ဒီ3လုံးပေါင်းခြင်း9ဖြစ်ခြင်းကြောင့် 688ဒီသုံးလုံးပေါင်းခြင်းက9လို့ဖြစ်ပြရမှာဆိုရင်ကျွန်တော်တို့က8ထိပ်စီဒီသုံးလုံးပေါင်းခြင်း9လို့ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းခြင်း9ဖြစ်ပြရမှာဆိုရင်8ထိပ်စီအဲ8ထိပ်စီကိုဒီသုံးလုံးပေါင်းခြင်းက9ဖြစ်ခြင်းကြောင့်နဲ့9ရဲ့ပါဝါက4အဲ့4ကတဲ့ဒီဆောင်သုံးလုံးပေါင်းခြင်း4လို့ဖြစ်ပြရမှာဆိုရင်ကျွန်တော်တို့က9 8ဒီသုံးလုံးပေါင်းခြင်း4လို့ဖြစ်ပြရတဲ့ဆိုတော့ကျွန်တော်တို့8နောက်ပဲ နော်အဲ့တော့ရှစ်ထိပ်စီရှင်းနောက်ဝိနဲ့ရှစ်ဘူးတကွက်ကောင်းဟုတ်ပြီနော်နောက်တစ်ဝဲကိုဆက်သွားကြည့်361ဒီ3လုံးပေါင်းချင်းကတုံညလို့ဖြစ်ချင်းကြောင်းနဲ့ဒီ361ဒီ3လုံးပေါင်းချင်းကတုံညလို့ဖြစ်ချင်းကြောင်းနဲ့နော်ဒီ3လုံးပေါင်းချင်းတုံညလို့ဖြစ်ပြရမှာဆိုကျွန်တော်တို့ဗာဒိစီထည့်ပြရမှာလေ ီသုံးလုံးပေါင်းချင်း၃ညဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၃ညလို့ထည့်ပြရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ၆ထိပ်စီထည့်ပြရမယ်ဟုတ်လားဒီသုံးလုံးပေါင်းချင်း၃ညဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၃ညလို့ဖြစ်ပြရမယ်ဆိုကျွန်တော်တို့ဒီမှာ၆ထိပ်စီထည့်ပြရမယ်ဟုတ်ပြီနော်၆ထိပ်စီထည့်ပြရမယ်အဲ့တော့ဒီသုံးလုံးပေါင်းချင်း၃ညဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၃ညဖြစ်ရမယ်ဆို၆ထိပ်စီ ဒီသုံးလုံးပေါင်းခြင်းက366ဒီသုံးလုံးပေါင်းခြင်းက5ဖြစ်ခြင်းရောက်5ရဲ့ပါဝါက3ညအဲ့3ညကဒီသုံးလုံးပေါင်းခြင်း3ညဖြစ်ပြရမယ်ဆိုရင်ကျွန်တော်တို့ကဘာနောက်ပိတ်ထည့်ပြရမလဲ6ရှစ်ဆိုတော့နှလုံးပေါင်းခြင်းခွန်ရှိခြင်းကြောင့်ခွန်ကို3ညဖြစ်အောင်ဆိုရင်ကျွန်တော်တို့က3နောက်ပိတ်ထည့်ပြရမယ်အဲ့တော့63တကွက်ကောင်းเนาะအဲ့တော့63တကွက်ကောင်း ဟုတ်ပြီအဲ့တော့ကျွန်တော်ပြောချင်တာကနော်63တကွက်ကောင်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်63တကွက်ကောင်ဟုတ်ပြီဒီကောင်ကဒီလိုမျိုးမလာဘဲနဲ့နောက်တမျိုးနဲ့လာခဲ့မယ်ဆိုရင်နောက်တနည်းနဲ့ထက်ပြီးတော့လှည့်ပြီးတော့စဉ်းစားရမှာပေါ့နော်အဲ့တော့နောက်တနည်းနဲ့လှည့်ပြီးစဉ်းစားလို့ရအောင်ထက်ပြီးတော့ကြည့်ကြမယ် ဲ့အဲ့တော့ကြည့်မယ်နော်ကရက်ကနီးနဲ့မလာဘဲနဲ့နောက်တနီးနဲ့လာမယ်ဆိုရင်ဘလို့လာမယ်ဘလို့ဖြစ်မလဲဆိုတော့ကျွန်တော်ကူမာတွေအားလုံးပဲတစ်ချက်ဆက်ပြီးတော့ကြည့်ကြမယ်ဟုတ်ပြီကရက်ကဒီသုံးလုံးပေါင်းချင်းခွန်ပေါ့အဲ့တော့အဲ့သုံးလုံးပေါင်းချင်းခွန်ပြီးတော့မယ်နဲ့ဒီနှလုံးပေါင်းချင်းခွန်ပြီးမယ်ဒီနှလုံးပေါင်းချင်းခွန်ရှိဖြစ်ခြင်းရောက်ဒီသုံးလုံးပေါင်းချင်းခွန်ဖြစ်ပြရမယ်ဆိုရင်9 1 1ဒီသုံးလုံးပေါင်းချင်းခွန်ဖြစ်ရမယ်ဆိုရင်တိထိတ်စီ အတိတ်သိကို3ည5ဒီ3လုံးပေါင်းခြင်းက6ဖြစ်ပြရခြင်းကြောင့်6ရပါဝါက1ဒီ3လုံးပေါင်းခြင်းက1လို့ဖြစ်ပြရမှာဆိုရင်7နောက်ပိတ်เนาะအဲ့တော့တိတ်သိ7နောက်ပိတ်နဲ့တရှိတကွက်ကဟုတ်ပြီဒီ3လုံးပေါင်းခြင်းက4 1ဒီ3လုံးပေါင်းခြင်းက5အဲ့5ကတဲ့ဒီ3လုံးပေါင်းခြင်း5ဖြစ်ခြင်းကြောင့်ဒီ3လုံးပေါင်းခြင်း5လို့ဖြစ်ပြရမှာဆိုရင်6 8 8 ဒီတော့လုံးမောင်းရင်ငါလိုဖြစ်ပြရမှာဆိုရင်ရှစ်ထိတ်စီဟုတ်ပြီနော်ဟုတ်ပြီနော်ရှစ်ထိတ်စီအဲ့တော့ဒီသုံးလုံးပေါင်းချင်းဒီနှလုံးပေါင်းချင်းငါးဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်းငါးဖြစ်ပြရမယ်ဆိုရင်ရှစ်ထိတ်စီအဲ့ရှစ်ထိတ်စီကိုဒီသုံးလုံးပေါင်းချင်းကကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီသုံးလုံးပေါင်းချင်းက2 6 8ဒီသုံးလုံးပေါင်းချင်းက6ဖြစ်ခြင်းကြောင့်6ရဲ့ပါဝါက အဲ့လေကဒီဇောင်းသုံးလုံးပေါင်းချင်း၄လို့ဖြစ်ပြရမယ်ဆိုရင်ကျွန်တော်တို့က၅တနှလုံးပေါင်းချင်း၆ရှိချင်းကြောင့်၆ကို၄ပြောင်းဆိုရင်၈နောက်ပိတ်တက်ပြရ၈ရိတ်စီ၈နောက်ပိတ်နဲ့၈ပူးတက်ွက်ကောင်းဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဒီနှလုံးပေါင်းချင်း၁၈နှလုံးပေါင်းချင်းက၉လို့ဖြစ်ချင်းကြောင့်တဲ့ဒီသုံးလုံးပေါင်းချင်းက၉လို့ဖြစ်ပြရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဘာတစ်စီးတက်ပြရမယ် ဒီနှလုံးပေါင်းချင်း၉ဖြစ်ခြင်းကြောင့်ဒီသုံးလုံးပေါင်းချင်း၉ဖြစ်ဖြစ်ပြရမယ်ဆိုရင်၆ရှစ်နှလုံးပေါင်းချင်း၄ရှစ်၄ဖြစ်တဲ့အတွက်ကြောင့်မို့၄ကို၉ဖြစ်အောင်ဆိုကျွန်တော်တို့က၅ဒိတ်စီထည့်ပြရမယ်ဟုတ်တယ်နော်၄ကို၉ဖြစ်အောင်ဆိုရင်၅ဒိတ်စီထည့်ပြရမယ်ဟုတ်ပြီ၅ဒိတ်စီရပြီအဲဒီ၅ဒိတ်စီကိုကျွန်တော်တို့က၃၆၅ဒီသုံးလုံးပေါင်းချင်းက၄လို့ရခြင်းရ၃ရဲ့၆ရဲ့၅ရဲ့ဒီသုံးလုံးပေါင်းချင်းက၄လို့ရခြင်းရ၄ရဲ့ပါဝါက၉အဲ့ကိုကဒီဇောင်းသုံးလုံးပေါင်းချင်း၉လို့ဖြစ်ပြရမယ် အဲ့တော့ဒီဆောင်သုံးလုံးပေါင်းချင်း6လို့ဖြစ်ပြရမယ်ဆို6ရှစ်နှလုံးပေါင်းချင်းကခွန်ရှိချင်းကြောင့်ခွန်ကို6ဖြစ်အောင်ဆိုရင်ကျွန်တော်တို့က2နောက်ပိတ်တက်ထည့်ပြရမယ်အဲ့တော့ငါးဒိတ်စီ2နောက်ပိတ်နဲ့52တကွက်ကောင်အဲ့52ကကျွန်တော်တို့ကဘာပရိတ်တယ်ဆိုတော့ခွန်ပရိတ်နော်အဲ့တော့ဒီခွန်ပရိတ်ကလည်းအားကောင်းတယ်ဘာကြောင့်အားကောင်းတယ်ဆိုတော့ဒီကောင်ကဒီဆောင်သုံးလုံးပေါင်းချင်း နှစ်၅နှစ်ဒီဇောင်းလုံးလုံးပေါင်းချင်းကကိုအိုက်ကိုကကိုပြိဒီသုံးလုံးပေါင်းချင်း၄၉၃ဒီသုံးလုံးပေါင်းချင်းက၆၃၉၄ဒီသုံးလုံးပေါင်းချင်းက၆အဲ့၆က၆ပြိရှစ်ဘူးဆိုပြီးတော့ထွက်ထားတယ်ဟုတ်ပြီအဲ့တော့ဒီ၁၆၃ညဒီသုံးလုံးပေါင်းချင်းက၃ည၆၁ဒီသုံးလုံးပေါင်းချင်းကခေါ်အိုက်ခေါ်ကခွန်ပြိတို့ထွက်မယ်ဆိုရင်52ဆိုတဲ့တစ်ခွက်တည်းရှယ်မင်းနဲ့မှထည့်ပြရမယ်52 ตะกวดคาปาปาอาเนาะคาปาปาอาตัวอ่ะเมนบ่เนาะดาเมนกว่าရံွက်အနေနဲ့ထည့်ဖဲစရာရှိပါတယ်ရံွက်အနေနဲ့ဆိုရင်80တပွဲ61တပွဲနောက်ပြီးက61တပွဲအဲနောက်ကကြတော့34တပွဲ95တပွဲ နော်အာမင်ဒီကနေ့လေးဝက်ကရန်ကွက်နေနဲ့ထည့်ပြီးပါနော်ကြည့်ရတော့အားလုံးပဲပါရင်ပါနော်နောက်ရကြမှာပြန်တွေ့ကြမှာပြန်နော်အားလုံးပဲပါရင်ပါလေနော်ဒါပဲနော်ရှယ်မင်းကကျွန်တော်တို့ရှယ်မင်းတကွက်ကောင်းတဲ့9နဲ့တကွက်63တကွက်9နဲ့တကွက်တော့ဒီရတော့လိုက်တွေ့ရတာမကောင်းကျွန်တော်နေမကောင်းဖြစ်နေရနေမကောင်းဖြစ်နေရအဲ့ဒါဟိုနေ့ဖြစ်လို့ပြောမယ်နေမကောင်းဖြစ်နေရခုန်နေကျွန်တော်လည်း င်းတာနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့တွေ့လိုက်လွန်နေတာဒီတိုင်းခန္ဓာမှာနေနေရတယ်ပြင်းမှုကောင်းတာလည်းအဲ့လိုက်လွန်နေနေကြဲတော့အဟုတ်ပါပြီအဲ့တော့အားလုံးပဲပါရင်ပါနောက်ရကြပါပြန်တွေ့ကြပါပြန်နော်